အဲ့တော့ prerequisite ကပါလဲဆိုလို့ရှိရင် German စာ A1 A2 လောက်ရှိရှိရှိ English က B2 ရှိရမယ်ပေါ့ဟုတ်လားအဲ့ Germany မှာ chapter code card နဲ့ပတ်သက်ပြီးတော့ဒီနေ့ English ကနေဒီ shipping ကြီးပြပြသွားမယ်။အဲ့ဒါဘာလဲဆို opportunity card လို့ခေါ်တယ်။ opportunity card ဆိုတာဘာလဲဆိုလို့ရှိရင် ဟိုကိုကပေါ့နော် professional တယောက်ဘွေရပြီးရတူတယောက်ဂျမ်နီမှာသွားပြီးတော့ဟိုကအလုပ်တော့ရှာမယ် full time အလုပ်တော့ရှာမယ် professional အလုပ်တခုကိုကဟလာ IG တမားပဲဖြစ်ဖြစ် programmer ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့ကိုကဟိုမှာအလုပ်တော့ရှာမယ်ဆိုတော့ဒီ opportunity card လို့ခေါ်တယ်အဲ့ဒီ visa ကိုရှောက်ရမှာပေါ့ဂျမ်နီမှာအဲ့ဒါဟိုအဲသွားသွားဖို့တော်တော်စိတ်ဝင်စားတဲ့သူတွေရှိတယ်အဲ့တော့ဒီကနေပြီးတော့နည်းနည်းလေးဟို အကျန်းလေးပြပြမယ်ပေါ့နော်ဘာလေးလိုအပ်လဲပါလဲဆိုတော့တော်လေး point page နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသူတို့ရဲ့ link လေးမှာပေါ့နော် chipping ဒီ post မှာ link လေးထည့်ထားပေးမယ်ပေါ့နော်အဲ့တော့ဟိုအဲ့ဒီဟာဘာလေးလဲဆိုလို့ရှိရင်တော့ visa တစ်နှစ်ရတာပေါ့နော် just a courtesy ဆိုတာက visa တစ်နှစ်ရမယ် အဲ့ဟာတွားရှာတဲ့အလုပ်တွားရှာတဲ့ visa ဖြစ်တဲ့အကြောင်းမလို့ကိုက qualify ဖြစ်ကြောင်းလို့ပြတော့ပြရမှာပေါ့ Germany ကအဲ့လိုကြီးလွယ်လေးတွေမှာမပါဘူးပေါ့နော်အရာအလုံးကမလွယ်ဘူးအဲ့တော့ကိုကဟို service ဆိုင်တဲ့နေပြင်ရမယ်ကိုမှရှိထားတဲ့ qualification ကိုရဲ့ language skills တွေတကယ်ရောအလုပ်ရှာမယ်အဲတေးကြရဲဆိုလို့ရှိရင်ဒါတွေကပြအောင်ပြရမှာပေါ့နော်